မင်္ဂလာပါ Stella was mama ကျူစုပါရယ်2025ခုနှစ်မန်လာ23ရက်နေ့မှာ29ရက်နေ့အထိတရင်နှစ်ဖက်အတွက်ဖြစ်ပေါ်လာနိုင်တဲ့ကံကြမ္မာများကိုဝေးဖွားသည့်နေ့နဲ့အလိုက်ပြောပြပေးတော်မှာဖြစ်ပါတယ်။တောက်ကြနေဖွားသူများအတွက် ီတစ်ပတ်မှာအခြေအနေလူမှုရေးကတဲ့မွားရဲ့အဓိကအာရုံစိုက်ဆံဖြစ်လာပါလိမ့်မယ်။တောက်ကြွယူရဲ့စွမ်းအားကြောင့်တင်းဟာဆွဲဆောင်မှုရှိပဲ။ပြီးတော့ပျော်ရွှင်မှုတွေရရှိလာမယ်ဆိုရက်အချိန်ခါကောင်းဖြစ်ပါတယ်။စီးပွားရေးစီးပွားရေးမှာနှိမ့်ခွေးတာတချို့ဖြစ်နိုင်ပြီးငွေကြေးကိစ္စမှာအတုံးများလာနိုင်ပါတယ်။စီစဉ်ထားတာတွေနောက်ကျတာမျိုးဖြစ်တတ်ပါတယ်။လူမှုရေး ပျော်ရွှင်စရာတွေဖြစ်လာနိုင်ပြီ။တငယ်ချင်းတွေနဲ့အပန်းဖြစ်ဖို့အခွင့်အရေးတွေဖြစ်လာမယ်။တင့်ရဲ့ဖိုးရွှင်မှုနဲ့ဆွဲဆောင်မှုရှိတာကိုလူတွေကသဘောကျပါလိမ့်မယ်။ချီးရင်အိမ်တော်ရဲ့ချီးဟင်းမှာစိတ်လုံရှားစရာတွေဖြစ်လာနိုင်ပြီ။ချစ်သူမရှိတဲ့သူတွေဆိုအတူတူအောင်နဲ့စတင်မှုအကြောင်းရှိလာပါလိမ့်မယ်။အိမ်တော်ရှိတဲ့သူတွေဆိုအိမ်တော်ဘက်နဲ့ပုံမှန်နီးစပ်လာနိုင်ပါတယ်။အခြားเจ้าရများနေနေကတော့ အမှုပညာနဲ့ဖန်တီးမှုမှာစိတ်ဝင်စားမှုပိုများလာနိုင်ပြီးကျမ်းမာရေးမျိုးလုံးနဲ့အသက်ရှူလမ်းကြောင်းမအီးမသာဖြစ်တာကိုဂရုစိုက်ပေးပါဒီနေ့ချုပ်အနေနဲ့ကတော့ဒီတစ်ပတ်မှာကောင်းမွန်တဲ့ကိစ္စရဲ့မြတ်ကတော့အချီးကြီးမှာစိတ်လုံရှားစရာတွေဖြစ်လာနိုင်ပြီလူမှုရေးမှာပျော်ရွှင်စရာတွေရှိလာနိုင်ပါတယ်အမှုပညာဆန်တဲ့အလုပ်တွေကိုလုပ်ရမှာစိတ်ချမ်းသာမှုရရှိလာနိုင်ပါတယ် ။ရီထာမကိစ္စရဲ့များအနေနဲ့ဝီဂျီတုံးစိများလာနိုင်အောင်စီမံပါ။ကျမ်းမာရေးကိုဂရုစိုက်ပါ။ကြံပြူချက်အနေနဲ့တငယ်ချင်းတွေနဲ့အပန်းဖြေပါ။ပန်းရုံအဝတ်စားကိုဝတ်ပြီးကံကောင်းအောင်ပြုလုပ်နိုင်ပါတယ်။တောက်ကြနေမှာပန်းတူပြီးအချင်းမှာကံကောင်းမှုစုတော့မှာ။